မျိုးသားကတစ်ချိန်ချိန်မှာနောက်တစ်ယောက်ကိုကြိုက်သွားလို့ဖြစ်ဖြစ်အိမ်တွင်းကြမ်းဖက်တာတွေဖြစ်လာနိုင်ခြင်းရှိတယ်။အာမြင်လဲမြင်ရတယ်တွေ့လဲတွေ့ရတာဒါကြားလဲကြားရတယ်။သမီးရဟင်းချက်မယ်ဟင်းချက်ဝါသနာပါတယ်ဆိုတော့သတိလည်းမထားမိဘူး။ဟိုဟိုမသိလည်းမသိဘူးပေါ့နော်။ဒါပေမဲ့ကိုဗစ်ကာလတွေမှာကျမတို့ဟင်းချက်ရင်းနဲ့ကျမသမီးလေးဝါသနာကိုရှာတွေ့သွားတယ်။ ဒါကြောင့်မလို့ကျွန်မတို့ချောင်းပိတ်ကာလာမှာတိုက်တိုက်ဆိုင်ဆိုင်ကိုဗစ်ဖြစ်တယ်ဆိုတော့နှစ်တေကိုနဲ့ပိတ်သွားတယ်ပိတ်သွားတဲ့အခါမှာကျွန်မတို့နေ့တိုင်း daily ချက်သွားတယ်ချက်တော့ဟို active ဟိုဟင်းအမယ်တွေအများကြီးဖြစ်သွားရာကြောဖြစ်သွားတာပေါ့နော်အခုကျတော့ကလေးတွေက online ပြန်တက်တယ်ပြန်တက်တော့ခါကျတော့ကျဲသွားတယ်ပေါ့နော်သူအားတဲ့အချိန်မှာကျွန်မတို့စောင့်ဆောင်ပြီးတော့သူလှုပ်ချင်တာလေးတွေကျွန်မလှုပ်ပေးရင်တော်တော်များများတော့နောင်ဘာဖြစ်မလဲနောက်နေ့ဘာဖြစ်မလဲဆိုတာကဘယ်သူမှမသိနိုင်ဘူးဖះရပဲတည်မှာ ဆိုတော့အတက်နိုင်ဆုံးကတော့ကိုယ့်ရဲ့ရက်တီရှင်တန်နေတာကကျမနေရမယ်ပျော်ရွှင်နေရမယ်ပေါ့နော်ဒါကကျမကိုယ်တိုင်မှမဟုတ်ဘူးကျမသမီးရောတာဘယ်လိုပြောမလဲကိုပဝင်းကျင်ရောအကုန်လုံးကကျမမယ်ပျော်ရွှင်ရမယ် life ကိုဖြတ်တန်းနိုင်ရမယ်အဲ့ဒီလိုနဲ့ပဲကျမတာသမီးကိုကျမတွန်းတင်တယ်အဲပတ်စံဆိုတာလဲရှာတိုင်းရတာမဟုတ်ဘူးပတ်စံနောက်ကိုလိုက်လို့လဲအဆင်မပြေဘူးဒါကြောင့်မလို့ဟိုအယူမလွဲစေချင်ဘူးပေါ့နော်အဲသမီးလေးကဟင်းချက် ဒါမို့လို့သူပညာရေးလင်းဟင်းမယ်မဟုတ်ဘူးကျမတို့မနှက်ပြန်ပါဖြစ်မလဲတပတ်ခါပါဖြစ်မလဲနောက်နေ့ဘာတွေဖြစ်မလဲဆိုတော့ဖះပဲသိမယ်ဒါပေမဲ့ကိုရီးယားတော့အတက်နိုင်ဆိုစ조사နေရပါဟုတ်ကဲ့ပထမဆုံးအခြေခံကတော့ကျမတို့ဟိုသူဝါသနာသူဝါသနာကိုအခြေခံပြီးရင်ကျမတို့ဟိုဒီသမီးလေးကခုနကိုပြောသလိုပေါ့နော်ဒါပထမဆုံးဆိုတော့လူတွေအကုန်လုံးကမယုံသမီးလေးမချန်တက်နိုင်ဘောနော်ဟိုနောက်ွယ်ကနေအမေရက်ချက်ပြီးတော့မှဟင်းပွဲကိုပြပြီးတော့အဲ့လိုမျိုးလှုပ်ပြတယ်ပဲထင်တယ်မဟုတ်ဘူးအဲ့ဆိုကျမကသမီးကိုပြန်ဝဲပြန်ခိုင်းလိုက်တယ် တန်ယုံပေါ့နော်ကိုရီးယားနိုင်ငံကဒီမြန်မာနိုင်ငံမှာရှိတဲ့ကိုရီးယားတန်ယုံကကြီးမှုကျင်းပတဲ့ဟင်းချက်ပြိုင်ပွဲကိုကျွန်မပြိုင်ခိုင်းလိုက်တယ်ပြိုင်ခိုင်းတော့တမီးက လီးတာနေစပြီးတော့မှဒီဟိုပလေတင်လောက်တာအဆုံးပေါ့နော်သူကဟိုမိနစ်40ပဲပေးရဒီလိုမျိုးပြိုင်ပွဲတွေကျမလူကြီးတွေနဲ့ဒန်းတူနော်ဟိုခလေးပြိုင်ပွဲမဟုတ်ဟင်းချက်ပြိုင်ပွဲမှာလူကြီးပြိုင်ပွဲအဲ့တိုင်ပွဲမှာသမီးလေးကိုပြိုင်ခိုင်းတာဆိုတော့သူဝင်းပြိုင်တယ်အာတတရာစုရခဲ့တယ်ဒါလူကြီးတွေအများကြီးနဲ့မှပြိုင်ပြီးတော့မှရခဲ့တဲ့စုဆိုတော့အဲ့ဒီလိုမျိုးစုရတဲ့အခါမှာသမီးကလည်းကိုပို့ပြီး confidence ရှိတယ်အာပြည်သူတွေကလည်းဟောသမီးလေးကတကယ်ပဲသူလုတ်ပြနေပါလားဘာလို့ဆိုတော့အဲ့ဒီဗီဒီယိုကဟို live လွှင့်တာ ီတိုင်းလေဟိုကိုရီးယားတန်ယုံထဲမှာပဲဟိုလုတ်ပြီးတော့ဟိုတိတ်တိတ်လေးပြီးသွားတယ်ဟာမဟုတ်ဘူး live လွှင့်ပြီးတော့ကိုဟိုပြန်ခိုင်းတဲ့ပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေအကုန်လုံးကတိသွားတယ်အော်သမီးလေးဒီဟင်းချက်တာကသူဝတနာကြောင့်သူတကယ်လုံနေရပါလားဒါပေမဲ့တချို့တွေကကြတော့ဟာသမီးကိုခလေးတွေကိုခလေးကစီပူတွေနဲ့ဟိုဟာတွေနဲ့မလုတ်တင်ဘူးလို့ခေါ်တယ် ဟိုတယောက်နဲ့တယောက်ရက်တီချက်ချင်းမတူခံယူချက်ချင်းမတူအဲဆိုတော့တမိယဝါသနာပါတာဒီလမ်းကြောင်းဖြစ်နေတာဆိုတော့ကိုကအမေအနေနဲ့ support လုပ်ပေးတယ်တလောက်ပါပဲဟုတ်ကဲ့ခံယူချင်တတ်တာပေါ့ဘာလို့ဆိုတော့ဒီခလေးဆိုတာက online မှာအာဂိမ်းဆော့ချင်တယ် YouTube ကြည့်ချင်တယ်ဒါဒီလိုမျိုးခလေးဟိုတရာမှာ80လောက်ဖြစ်နေကြတယ်နော်ဟိုဖုန်းနဲ့အချိန်ကုန်ကြီး အဲဒီလမ်းကြောင်းကိုမသွားဘဲနဲ့တမီးလေးကဒီဟင်းချက်ဝါသနာပါတယ်ဆိုတော့ဒီဟင်းတစ်ခွက်ဖြစ်မြောက်ဖို့တော့ကို तू အသေးစိတ်ပေါ့နော် तू ကြည်ရမယ်ဟိုလိလာရမယ်လှီးချွတ်ရမယ်ဒါမျိုးတွေကို तू အစအဆုံးဟိုနောက်ဆုံးกว่าဟင်းခတ်အမွေးချိုင်ရအစအပြည့်ပြည့်နဲ့ तू လမ်းနေလှုပ်ရင်လှုပ်ရင်လှုပ်ရင်နဲ့ तू တက်လာတာဆိုတော့ဟိုကျမကတော့ကြိုက်တယ်လိုက်ကလေဟိုကိုကံကောင်းနေလို့ ဟိုလူတိုင်းကန်ကောင်းနေတာလဲဟုတ်ချင်မှာဟုတ်မယ်ပေါ့နော်ကိုကန်ဆိုးလိုက်လို့လူတိုင်းကန်ဆိုးနေရလဲဟုတ်ချင်မှာဟုတ်မယ်ပေါ့နော်ဒါပေမဲ့ဟိုကန်ဆိုးတာကန်ကောင်းတာကလူတိုင်းမှာရှိတယ်ဆိုတော့အိမ်တွင်းအကျန်းဖက်ခံရတာလဲလူတိုင်းမှာဟိုလူတိုင်းမှာဖြစ်နိုင်ခြေရှိတယ်အိမ်တော်တက်ကာလမှာ10နှစ်လုံးကန်ကောင်းခဲ့တယ်အိမ်အိမ်တွင်းအကျန်းဖက်မခံရဘူးပေါ့နော်ဒါပေမဲ့ဒီမျိုးသားကတချိန်ချိန်မှာနောက်တစ်ယောက်ကိုကြိုက်သွားလို့ဖြစ်ဖြစ်အိမ်တွင်းကြံဖက်တာတွေဖြစ်လာနိုင်ခြင်းရှိတယ်။အာမြင်လဲမြင်ရတယ်တွေ့လဲတွေ့ရတယ်ဒါကြားလဲကြားရတယ်ဆိုတော့လေ ဟိုအတက်နိုင်ဆုံးတော့ကျမတို့အိမ်တွင်းချမ်းဖတ်ခံရရင်ငိမ့်မနေပဲနဲ့လူတွေဆိုတာကလေဟိုတယောက်နဲ့တယောက်ကဟိုရုပ်ဝတ္ထုတွေနဲ့ပဲပေါင်းတာမဟုတ်ဘူးဘယ်လိုပြောမလဲအတက်မဲ့ရင်နဲ့ပေါင်းတာမဟုတ်ဘူးကွာစိတ်ခံစားချက်တွေနဲ့တယောက်ကိုတယောက်တစ်စင်းနှစ်ယောက်ပေါင်းဖတ်တာဆိုတော့အိမ်တွင်းချမ်းဖတ်ခံရရင်ငိမ့်မနေပဲနဲ့ against လုပ်ဖို့ကျမတို့ကတိုက်တွန်းတာဘာလို့ဆိုတော့လူတယောက်က ဒီမျိုးသမီးတယောက်ကိုလင်မယားပေါ့နော်ဟိုဆိုရင်အမျိုးသမီးတယောက်ကိုဥမာလက်ရွယ်လို့ရတဲ့ခါကျရင်သူကလက်ရွယ်တယ်ဥမာတစ်ချက်ရိုက်လို့ရရင်သူကတစ်ချက်ရိုက်တယ်အဲဒါဆိုဟိုဘယ်လိုပြောမလဲတချို့တွေကပတ်နဲ့ရိုက်လို့ရတဲ့အရွယ်တွေဆိုရင်ကပတ်နဲ့ရိုက်တယ်အဲအဲ့ဒီလောက်ထိဆိုးဆိုးဝါးအိမ်တွင်းချက်ဖတ်တာတွေရှိတယ်ဒါမျိုးကို အမျိုးသမီးတွေကအိမ်ထဲမှာပဲပေါ့နော်ဟိုတာသမီးရှိလို့ပါငါဒါမှမဟုတ်ပတ်စံမချနိုင်လို့ပါဆိုတော့ခေါင်းစဉ်တွေနဲ့မယုံထွက်နိုင်ဘူးအဲဒါမျိုးလေးတွေအများကြီးမြင်ရတယ်တွေ့ရတယ်ကြားရတယ်ဒါမျိုးတွေကြရင်ကျမတို့ကကံကောင်းနေတယ်ဆိုပြီးမဲ့ဟိုဒီလိုမျိုးခံစားနေရတဲ့အမျိုးသမီးတွေကြရင် အဲဘလို့ကြောဖြတ်ပါတော့ကျမတို့ကဒါပြောပြရမယ်ဟိုဒါမျိုးဝကြတော့လေဟိုကံတေကံမပြောလို့မရဘူးဟိုငါကတော့ဒီအမျိုးသားနဲ့ဟိုဟိုသေးသည်တဆုံးသေးပန်တဆုံးပေါင်းတင်းနေထိုင်မယ်လို့တော့ဟိုလူတိုင်းကတွေးပြီးတော့ပဲလက်ထက်ပေါင်းတင်းကြတာပဲလीเนาะဒါပေမဲ့လည်း ကိုယ်လဲကြရင်ကံကောင်းပါလားကံဆိုးပါလားဘယ်သူမှမပြောနိုင်အအရန်လာတဲ့မိန်းကလေးတွေကလည်းအိမ်နှင်းချက်ဖက်ခံရနိုင်တာပဲတချို့တွေကကိုယ်ထိလက်ရောက်မဟုတ်စိတ်နဲ့ပဲဟိုခံစားရတာကွာအသူတို့ကြောင့်ဟိုတညာလုံးသူပြန်မလာဘူးဆိုရင်ဒါကျမတို့မျောနေရတဲ့ကဒါစိတ်စိတ်တွေပဲတိလားဆိုတော့ဒါဒီဟာမျိုးတွေကိုကိုယ်ကမခံစားရအောင်ဟိုညှိရမှာအာဒီဘက်တစ်ဖက်ကအရန်အလျှော့ပေးနေတစ်ဖက်ကအရန်အခွင့်အရေးယူတယ်အဲဒါမျိုးတွေကိုအခွင့်အရေးမယူနိုင်အောင်ညှိရမှာဟို ဒါမျိုးတွေလုံးလို့မရဘူးဒါဒါမျိုးတွေအခွင့်ရေးကိုယ့်ရဲ့အခွင့်ရေးကိုတောင်းဆိုနိုင်ရမယ်အဲ့ဒီလိုမျိုးလေးပေါ့နော်ဆိုတော့ကိုယ့်အသားသမီးလဲကြရင်လေအအမျိုးကျမတားဝဲမွေးထားတယ်သမီးရောမွေးထားတယ်ဆိုတော့လေဟောတားလဲဒီလိုမျိုးပဲအဲသူ့ရဲ့အခွင့်ရေးသူရနိုင်ရမယ်ပေါ့နော်သမီးကလည်းဒီလိုမျိုးပဲအိမ်တွင်းအကျန်းဖတ်မခံရအောင်ကျမကတော့ကျမဘဝရဲ့အတွေ့အကြုံနဲ့အဲသူ့အမြဲတမ်းအနိကက်ကြည့်နေပါပါဟာစောင့်ကြည့်နေပါပါ အာအဲ့ဒီလိုမျိုးအဖွဲ့အစည်းအနေနဲ့တော့လုပ်ဖို့မရှိပါဘူးဒါပေမဲ့အဲအိမ်တွင်းအကျန်းဖက်ခံရရင်တော့ جماعه မနေနိုင်ဘူးမနေနိုင်အတက်နိုင်ဆုံးပေါ့နော်ကိုစွမ်းရှိသလောက်ဟိုအကုန်လုံးအစွမ်းကုန်ကူညီမယ်တကယ်လို့များခံနေရရင်လည်းဆက်သွယ်ပါ جماعه အစွမ်းကုန်ကူညီပေးပါမယ်ရှင်ဟုတ်ကဲ့ဟိုလူတယောက်ရေလို့ဖြစ်လာတဲ့အခါကျတော့ جماعه တို့လေဟိုကျမ်းမာအောင်ပေါ့ဟို အစားတောက်ကောလေ့ကျင့်ခန်းကောဟိုအကုန်လုံးဘတ်စုံထိန်းရတယ်ဟိုကငါပိန်ချင်လို့ဆိုပြီးတော့မနေ့9နာရီကနေစပြီးည9နာရီအထိ exercise ကြီးပဲလုပ်နေရင်လေ life ကိုဖျက်ဆီးလို့မရဘူးနောက်ဆုံးကျမဆိုရင်ဟို exercise လေဟိုတမိကိုတွဲခေါ်ပြီးလုပ်တယ်ဘာလို့ဆိုတော့ तू ကစားကျင်နိုင် तू စားနေပြီလေဆိုတော့ तू ခန္ဓာကိုယ်ကပြည့်တဲ့ခန္ဓာကိုဟိုဝရတဲ့ခန္ဓာကိုယ်ဘက်ကိုပြောင်းနေရဖြစ်တော့ तू ကဆက်ပြီးတော့လူကြီးဖြစ်တော့မှဆိုတော့ဟိုဒါကိုထိန်းဖို့ပေါ့နော်ကျမနဲ့ exercise မလုပ်ခင်တော့ဆိုရင်ဒီခန္ဓာကိုယ်1 byte ကတင်33 ရင်သုံးဒီခါ33အဲ့လိုဖြစ်နေပါဘောเนาะအခုဆိုရင်တင်အဲတင်ကပူကြီးလာမယ်အဲခါလေးကသေးသွားတာ27ပဲရှိတော့တယ်6လက်မှ9လက်မှ6လက်မှကျသွားတာဗောနော်ဒီ exercise လုပ်ရင်ခန္ဓာကိုယ်ကတဖြည်းဖြည်းပြောင်းလဲသွားတယ်ကျမတို့တွေက exercise ကို9နာရီကြာအောင်လုပ်တာတွေ10နာရီကြာအောင်လုပ်တာတွေလုပ်လို့မရဘူး exercise ဆိုတာမျိုးကတနေ့ကိုနည်း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 ကိုခန္ဓာကို body shape ကိုလိုချင်တဲ့ပုံစံပြောင်းတာ အဲ့မှာဟိုကြီးစင်တဲ့နေရာရှိရင်ကြီးလို့ရအောင်လုပ်တယ်။သေးစင်တဲ့နေရာရှိရင်ကျမတို့သေးလို့ရအောင်လုပ်တဲ့ exercise တွေရှိတယ်။ဒါဆိုတော့ကျမတို့ခန္ဓာကိုယ်တွေကိုပြောပြောဗဘူးထုတယ်လို့ပေါ့နော်။ဗဘူးထုတယ်လို့ထုကြတာပေါ့။ဟုတ်ကဲ့။ပရိသတ်ကြီးလည်းကျမ်းမာပြီးတော့ပျော်ရွှင်ကြပါစေလို့ဟန်နီဆုတောင်းပေးပါရယ်။အလုံးမဲ့ fighting ပါနော်။ကိုယ်လက်ရှိရောက်နေတဲ့အာကံကောင်းခြင်းတွေရရှိပိုင်ဆိုင်နေတဲ့လူတွေလည်းကံဆက်လက်ကောင်းပါစေ။ကံလက်ရှိမကောင်းသေးတဲ့လူတွေလည်းကံမြန်ဆုံးကောင်းလာပါစေလို့ဟန်နီဆုတောင်းပေးပါရယ်။